ဂျုံတိုးကော့ကရိတ်လမ်းမိုင်အနီးကကြေးရွာတွေကိုစစ်တပ်က DKPA ဗိုလ်ပြီးအဖွဲ့ရဲ့အကူအညီနဲ့နယ်မြေအပြည့်အဝစိုးမိုးနိုင်ဖို့ကြိုးပမ်းနေတာကြောင့် KNL ပူးပေါင်းစစ်ကြောင်းတွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။အောင်ခတ်သတင်းပေးပို့ထားပါတယ်ရှင်။ကင်းမီနေဂျုံလုံးကိုရိုက်လမ်းမိုင်းကြီးကကြေးရွာတွေကိုဂျုံလုံးခမ၅လင်းငန်း၅၆ကနေလက်နေကြီးပြစ်ကူရယူပြီးစစ်ကောင်မရှင်တပ်ကစစ်ရင်အား၄၄ပါးနဲ့စစ်ကြောင်းထိုးနေပါတယ် လက်ရှိမှာလည်းစစ်ကောင်ရှင်တပ်ကတိုးတက်သောဗုဒ္ဓဘာသာကင်းမျိုးသားတပ်မတော် DKBA ဗိုလ်ပြီးဖွဲ့ရဲ့အကူအညီနဲ့နေမြေပြည်ဝဆိုးမှုနိုင်မှုစ조사နေတာကြောင့်ကျန်းလလီဥဆောင်တဲ့ပူပေါင်းတပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်ဘိုင်းတယ်မှာဖြစ်နေတာဟောဘူးမရောက်ပါဘူးကိုလည်းကြောက်လို့မတွေ့ပါလို့ညာနေလို့ပြောတာလားဒါတော့သူတို့ပေါ့ပါဝင်ပြီမနေ့ကကြာတော့ဟိုဂိုင်းလို့ပါတော့ဆန်ပြေတော့အဲရောက်တော့တက်သွားတော့လမ်းပြေးဝေးညာလမ်းချင်းနေတယ် ဒီကပြောရောများတယ်ပြောတာပဲ။ညာထုံးတာရော၄ညာလောက်ပြောတာပဲ။ဆန္ဒကတော့ပြေးလာတော့ရွာမနေဘူးလေ။ဘူးချောင်းတော့အိမ်ပဲတန်။အာရှောင်းနေရတော့ဘော။အာဒီကကလည်းတော့ကြောက်တော့ပြန်နေနေလို့ပြောတာ။အေးပြစ်ထားပုံဝိပါဒညာနဲ့ကိုလို့ကိုဦးညာကြီးလို့။ပြီးခဲ့တဲ့စတင်မော်လာ6ရက်နေ့ကစစ်ကောင်မရှင်ကတိုးတက်သောဗုဒ္ဓဘာသာကင်းဝန်သားတက်မလို့ DKBA ပုံပြီးဖွဲ့။နေရာတော့တက် BJ ကူညီနေ။ကင်းမီနေကိုကလေးမျိုးလူအာရှလန်နဲ့တင်ငန်းကြီးတော်ကို စစ်ကောင်ရှင်ကပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ဒါကြောင့်ပြည်သူလူထုကိုနှိမ့်လမုံးစုံနဲ့ဖိနှိပ်ချုပ်ချယ်ကန့်သတ်နှိပ်စက်နေတဲ့စစ်ကောင်ရှင်ရဲ့ပေါင်းရင်တချိန်ကျရင်အာဏာရှင်တွေသွားမယ်လမ်းကိုသွားရမယ်လို့ကင်းရေးစီးရေးလေးလာသူတွေကပြောပါတယ်။အဲဒီတင်းကတော့ပုံပြီးဥဆောင်ပြီးတော့စစ်ကောင်ရှင်ကတူးရှက်တာကတော့အဲ့ဒီတင်းကတော့အမှန်ပဲ။အခုလက်ရှိဒီစကမနာပေါင်းနေတဲ့ပုံပြီးတို့လည်းပဲဟိုအမြင်မှန်ရရှိနေတယ်။ ကီယန်တမျိုးသားလုံးအတွက်ပေါ်လာနေတဲ့နော်ကီယန်ယူပွဲစည်းနဲ့ညီငယ်ပွဲစည်းနဲ့ပြည်တယ်ပူပေါင်းဖို့ပြောချင်တယ်အဲလိုမျိုးပြည်သူလူထုကိုနီးမျိုးစုံနီးလန်းပေါင်းစုံနဲ့ပြည်နေချုပ်ချက်ကန့်သက်နေဆက်နေတဲ့စကားမနဲ့ပေါင်းနေတယ်ဆိုရင်တော့သူလည်းပဲတစ်ချိန်ကျလို့ရှိရင်အာနာရှင်တွေသွားတဲ့လမ်းကိုသူသွားမှာပဲဖြစ်တယ်ပေါ့နော်ပြည်သူလူထုတွေရန်နေလာတယ်အဲဒါကိုသူပြန်ကြည့်ဖို့လည်းလိုတယ်ပေါ့နော်စတီဝါလာ23ရက်နေ့မိုးလေပိုင်းကာ ဂျုံတို့မျိုးဂျုံပိုင်းကြီးရွာအောင်စုကော်ဒီဆိုင်ကြီးရွာနဲ့ကော်ဝါဘူးကြီးရွာကိုဂျုံတို့ငါလေးငါတက်ကနေလက်နဲ့ကြီးပြစ်ခတ်ခဲ့တာကြောင့်ကော်ဒီဆိုင်ကြီးရွာကဒေသခံ၂ယောက်နဲ့ကော်ဝါဘူးကြီးရွာကဒေသခံ၅ယောက်ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ဒါအပြင်ကော်ဒီဆိုင်ကြီးရွာဘုံကြီးကျောင်းမှာထိခိုက်မရှိခဲ့ပါတယ်။စစ်ကော်မရှင်တပ်တွေစစ်ကြောင်းထိုးတာလက်နဲ့ကြီးပြစ်ခတ်တာလေကြောင်းရံကိုစိုးရိမ်ပြီးအင်ဂျီအုံးနေပြီးချောင်ပြာကော့ပါလဲစတဲ့ဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ကျွန်တော်အောင်ခံပါ